အကြောင်းရင်းတစ်ခုကြောင့်သိန်း6000တန်း Land Cruiser ကောင်းဝယ်လိုက်ရတဲ့ရွှေထူးနဲ့ရွှေမွေးရည်တောင်ဝတန်တတိယတော်မှာမရှိနိုင်တဲ့သိန်း6000တန်း Toyota Land Cruiser ကောင်းကိုဝယ်လိုက်တာကတော့ရွှေထူးနဲ့ရွှေမွေးရည်တို့ဇနီးပေါင်နဲ့ပဲဖြစ်ပါတယ်။အလုံးလေးတင်းကြတဲ့အချိန်ခုချိန်မှာကုန်စည်လုံးနဲ့ကြီးနေပြီးတော့ငွေချင်းရဲ့ဖက်ခဲပေါများနေချိန်မှာရွှေထူးနဲ့ရွှေမွေးရည်တို့ကတော့သိန်းပေါင်း6000တန်းနောက်ဆုံးပေါ်ကားကြီးကိုဝယ်လိုက်တာဖြစ်ပါတယ်။ဒီလိုဝယ်လိုက်ရတာကလည်းသူတို့နှစ်ယောက်ကအရင်တော့ကားဝယ်အောင်ချလိုက်ရတာကြောင့်ပါအလုံးလေးတင်းကြတဲ့အချိန်ဆိုတော့ရွှေထူးနဲ့ရွှေမွေးရည်တို့ဟာ ပရိသတ်တွေချစ်ခင်အားပေးနှစ်သက်ကြရင်လူပညာရှင်ဆောင်တွဲတွေဖြစ်ကြပါရယ်။ရွှေထူးနဲ့ရွှေဝင်တီတို့ဟာကယ်ရီစုတွေကိုကိုယ်စီရရှိကြပြီးနာမည်ကြီးလူပညာရှင်ဆောင်တွဲတွေဖြစ်ခဲ့ကြတာပါ။ဒါကြောင့်လေရွှေထူးနဲ့ရွှေငွေလေးတော့ကျွန်ဝါချမ်းသာမွေးကတော်တော်လေးကိုများပြားကြပါရယ်အထူးသဖြင့်တူရိုနီယာဟာဇင်ခံကားတွေနဲ့ဈေးကြီးတဲ့လုံခြင်းအင်အားတွေမှာနေထိုင်ခဲ့ကြတာပါဒါပေမဲ့ရုတ်တရက်ဆိုတလုံးရွှေထူးနဲ့ရွှေငွေလေးဟာလူမညာလို့တည်းရနာခဲ့ကြတာဖြစ်ပါရယ်ဒါကလေတူရိုနီယာရဲ့ကျမ်းမာရေးအခြေအနေကြောင့်ထိုင်းနိုင်ငံထိတွားရောက်ပြီးတော့ဈေးကူတော်မှုခံယူနေရတာကြောင့်ပါ အခုချိန်မှာတော့ရွှေထူးနဲ့ရွှေမွေတွေတို့ဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာရဖြစ်ကမကြာခင်ချိန်တော်တွေမှာလူပညာလုပ်တွေပြန်လည်လှုပ်ဆောင်သွားဖို့ရှိရလို့သိရပါတယ်။ဒါကြောင့်လည်းသူတို့နှစ်ယောက်ဟာစီးမိုကားစီးလွမ်းနေရကြောင်းတိမ်ပေါင်း6000နဲ့ Toyota Land Cruiser ကားကြီးကိုဝယ်ယူခဲ့တာပါ။ယခုကြည့်ကြည့်နေကြတဲ့ပရိသတ်တွေကရောတော်ရုံတထေးတွေဝယ်မစည်းနိုင်နဲ့တိမ်ပေါင်း6000နဲ့ကားကိုဝယ်ယူခဲ့တဲ့ရွှေထူးနဲ့ရွှေမွေတွေတို့ဇနီးပေါင်နဲ့တို့ကိုမိမိတို့ရဲ့မြင်လေးရှင်လည်းပြောသွားခဲ့ကြပါဦး။